ဆက်ရနာရှင်ရဲ့မတရားဖန်ဆီးအချင်းချခံထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ထိုင်းမြန်မာနယ်စပ်မြို့မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီးမဲဆောက်စေယုံကြီးမှာသွေးလှူဒဏ်ပွဲပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးအခြေအနေမျိုးစုံကြောင့်ရောက်ရှိလာတဲ့မြန်မာပြည်သူတွေကိုစောင့်ရှောက်ပေးထားတဲ့ထိုင်းနိုင်ငံသားတွေကိုကျေးဇူးဆက်တာဖြစ်တယ်လို့ပွဲစီစဉ်တဲ့အဝေးရောက်အရာဝတီတင် OIA ရဲ့အမှုဆောင်ဒါရိုက်တာကိုဖူးတကြံကပြောပါတယ်။ကျွန်တော်ကုတ်ကီကာလမှာပြာမြန်မာပြည်သားတွေဒီမှာဟိုင်းကိုရောက်လာတဲ့ချိန်ကြီးကကျွတ်ကျွတ်တော့ထိုင်းမှာရှိတဲ့ဆိုချဘောကိုပူရီနာ အညီမကြီးရည်ရှိနိုင်ရည်ဒီနော်အာဘာပဲကြီးပြကျွန်တော်တို့ကဒီမှာဒီလိုငုံနေလို့တော့ရတယ်ရှိပါ data dan imd ဒီအာ i data dan အဥစရိအာနာပိုင်းရဲ့အာ java ဟာပေါင်းလို့ကျွန်တော်တို့ရေလို့ရတာဒါကဆိုဆိုလီမှာကျွန်တော်တို့ပမာလိုက်ဒီမှာရှိချင်းငါးနှစ်အာစိတ်နောက်ဆက်ပြကြရင်ကြည့်ကြလို့ရှင်ဘာရဲ့အာကျွန်တော်တို့ကဒီမှာတကယ်ထိုင်းစင်ချင်မှာပြည့်ပါရင်လားဒီဒေဂျင်အပြည့်အာသူတို့စိတ်ရမှာထင်နေတဲ့ဒီစိတ်နောက်ချက်လေးပါဒီအာတိပြောက်သွားနိုင်မှုလေ ဘာရည်ရွယ်တယ်ပေါ့နော်အိုအိုင်ဟာဒေါ်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံဘဝနဲ့နေထိုင်စဉ်ကာလကလွဲလို့ကြံကာလတွေမှာဒေါ်ဆန်းစုကြည်အတွက်ရည်ရွယ်ပြီးစူပေါင်းသွေးလူတန်းမှုတွေကိုလှူဆောင်လာခဲ့တာဟာနှစ်ပေါင်း20ကျော်ပြီလို့ဆိုပါတယ်။ မတရားဖန်ဆီးခံထားတဲ့ဒေါအောင်ဆန်းစုကြည်အတွက်ပြည်သူတယောက်အနေနဲ့နိုင်ငံဝင်ကိုထမ်းပေးတာဖြစ်တယ်လို့စူပေါင်းသွေးလူဒဏ်ပွဲမှာပါဝင်လာတဲ့မန်နုနုကြီးကပြောပါတယ်။ဒီနေ့ပေါ်တော့ဒါပေးဆိုရဲ့မွေးနေ့အပါဝင်ကွင်ကြီးခဲ့တာကြတော့ဒီ US အမေဆုအမွေးကြီးမှာပေါ့နော်ကျွန်တော်တို့ဒါထဲမှာဆိုလို့ရှိရင်လည်းဒါမေဆုကဖတ်တရားဆန်းစည်းခံထားတာကျွန်တော်27ရက်ပေါ့နော်အဲ့တော့ဒီနှစ်ကျော်ပြစ်လာပြီအဲကျမတို့ကလည်းဒီဘက်ကနေ မေအီစုတော်မပဲသူကဒါအသက်80ပြည့်မွေးနေပေါ့တော့အသက်80ကြီးအသက်80ပြည့်နေတဲ့ဒီအမေဟိုကြီးဟိုတော်မပဲသူတို့ဒီလိုမတရားဖျက်ဆီးထားတာပေါ့နော်ဒီမှာတော့ဒီဘက်ကနေကပီးသူတရားနေနေနိုင်ရာဟိုပြုတ်ခွေးတယ်ပေါ့နော်မေစုဖက်မွေးလေးကိုစုတောင်းပေးတယ်မေစီကျမ်းပါပါစေဒီမှာပါဝင်ကူညီပြစ်တာလည်းအဲ့လိုပေါ့နော်ဟိုတက်နိုင်တဲ့အင်အားနဲ့မေစုရဲ့မွေးနေ့လေးမှာပါဝင်ပြီးတော့ကုသိုလ်လုပ်ပေးတာပေါ့နော်ဟုတ်ကဲ့ အသက်80ပြည့်သွားပြီဖြစ်တဲ့နိုင်ငံခေါင်းဆောင်ရဲ့ကျန်းမာရေးကိုစိုးရိမ်ပူပန်နေလို့ OIN ရဲ့အမှုဆောင်ဒါရိုက်တာကိုဖိုးသက်ချန်ကပြောပါရယ်။မင်းဆောင်မျိုးမှာထိုင်းအနာပိုင်းတွေရဲ့ဖန်ဆီးတွေရှိနေတဲ့ကြားကမြန်မာနိုင်ငံသားတွေကဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲတွေကိုနီလန်းမျိုးစုံနဲ့ကျင်းပနေကြပါရယ်။